ားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်အချိုးပွဲလုပ်နေလေတမျိုးကျွန်တော်တွေ့တယ်ပေါ့နော်ဒါကတော့ကစုံဥတာကိုလုံးပေါ့နော်အဲ့ဒါကိုမှကျွန်တော်ကနေပြီးတော့အုံနို့လေးဆန်းပြီးတော့ပြန်ပြီးတော့စမ်းတက်ထားပါတယ်အရန်လဲစားကောင်းတဲ့အတွက်ကြောင့်မို့လို့အားလုံးလိုက်လုစားကြည့်လို့ရပါတယ်ခင်ဗျာကျွန်တော်အခုဝယ်လာတဲ့ဟာကြတော့ကစုံဥငချိပေါ့နော်သူအယောင်ကခရမ်းရောင်လည်းရှိတော့ပိုလဲလှတယ်ပိုပြီးတော့လည်းမွှေးတယ်ပေါ့နော်အားကြောင့်မို့လို့ဒါကိုကျွန်တော်အရင်ဆုံးနူးအောင်ကျွန်တော်ပြုတ်လိုက်ပါမယ်နူးနေပြီဆိုလို့ရှိရင်တော့ကျွန်တော်အခွန်မပါအောင်လို့အပေါ်ကသူ့ရဲ့အခွန်ကိုခွာပါမယ် ဒါကြတော့နူးသွားတဲ့အနေထားပေါ့နော်ဒီလိုမျိုးအားလုံးကိုတေချာလေးဟိုခွာလိုက်မှာပေါ့နော်ခွာပြီးပြီးဆိုလို့ရှိရင်တော့ကျွန်တော်ကတာကူပြုတ်ပါမယ် ရင်တွေကိုစူးအောင်တဲမယ်ပြီးလို့ရှိရင်တခါတည်းဟိုထဲ့မှာပေါ့เนาะကျွန်တော်ကတော့တာကူထုတ်ရဲ့တဝက်ကိုတုံးထားပါတယ်ပြီးလို့ရှိရင်ဇွန်လေးနဲ့တေချာလေးဟိုမှွေပေးမယ်ဘာကြောင့်လဲဆိုလို့ရှိရင်တာကူကကြတော့ကျွန်တော်တို့ဒီရင်တွေထဲမှာထည့်တာကြာသွားရင်ကတ်တက်တယ်ပေါ့เนาะကျွန်တော်ကတော့ဒီတိုင်းလေးပဲထည့်လိုက်တယ်ပြီးလို့ရှိရင်အစီမပြောက်တဲ့ပြောက်ပေါ့เนาะ9မိနစ်6မိနစ်လောက်ဒီပြုတ်ပြီးပြီဆိုလို့ရှိရင်เนาะကျွန်တော်ကတော့ရေဆေးပြီးတော့အေးခံထားပါတယ်ပြီးရင်တော့ခုနကဟိုပြုတ်ထားတဲ့ကစုံဥတွေကိုပေါ့เนาะဒါလက်အိတ်လေးဆိုပြီးတော့တေချာလေးနေပါမယ်ဒါကြည်သွားတဲ့အထိကိုနေပါမယ်ခင်ဗျ မွှေးပြောင်းကော်မို့ကျွန်တော်တုံနေပါလဲဆိုထမင်းစားစုံနှစ်စုံလောက်ကိုကျွန်တော်ထည့်လိုက်တယ်ပြီးလို့ရှိရင်လည်းသူ့ကိုလည်းနှက်အောင်မွှေးပါမယ်ကစုံဦးကလည်းစီးတယ်ပေါ့နော်စီးတဲ့အခါမှာကျွန်တော်တို့ဒီတိုင်းဆိုလို့ရှိရင်ဟိုရင်တွင်နဲ့ပေါင်တဲ့အခါမှာအရေပျော်သွားတက်တယ်ပေါ့နော်ဒါကြောင့်မလို့ကော်မို့ကိုတုံးရခြင်းဖြစ်ပါတယ်ပြီးရင်တော့စားအနေငယ်ရဲ့ပြီးရင်ရေအတွက်ကကြတော့ကျွန်တော်ကတော့အုံနို့ကိုပဲကျွန်တော်ထည့်ပါတယ်အုံနို့ကိုထည့်ပြီးတော့အုံနို့လေးနဲ့တေချာလေးနေပါမယ်ရသအတွက်ကတကြားအနေငယ်ထည့်ပါတယ်တကြားကိုလည်းဒီတိုင်းလေးနေပါမယ်ခင်ဗျာ တို့အနေတော်အရွယ်လေးရအောင်လို့လုံးပါမယ်ခုနကကော်မုတ်လဲထည့်ထားတဲ့အတွက်ကြောင့်မလို့စစ်စီလေးနဲ့လုံးလို့လဲအဆင်ပြေသွားတယ်ဒီတိုင်းကစုံဥတီတန်းဆိုလို့ရှိရင်ကျွန်တော်ပြဲထွက်သွားတယ်ဗောနောဖော်ဖွယ်ရင်းနဲ့ပြဲထွက်သွားတယ်အခုဆိုလို့ရှိရင်အရွယ်ညီညီလေးတွေနဲ့အရန်ကိုလှတဲ့ကျွန်တော်တို့ကစုံဥလုံးလေးရပါပြီခင်ဗျာ အရင်လေးနေငယ်ဆွပြီးတော့လောက်တဲ့အခါမှာဟိုတာကူကကိုလိုချင်တဲ့ပုံစံလေးဒီကစုံဥမှာကတ်သွားအောင်လို့ပုံသွင်းလို့ရတယ်ပေါ့နော်ဒါကြောင့်မလို့ဟိုရေလေးနည်းနည်းလေးထည့်ပြီးတော့ရေလေးနဲ့နည်းနည်းလေးလိုက်ပြီးတော့ပုံစံညှိပြီးလို့ရှိရင်တော့ပိုအဆင်ပြေပါတယ်တာကူလုံးလေးတွေကိုပေါင်းဖို့အတွက်ကိုကျွန်တော်ကငပြောရွက်ခင်းလိုက်တယ်ပြီးရင်ရင်းနှွေးစုစုပေါ်မှာပေါ့နော်ဒီငပြောရွက်ခင်းပြီးလို့ရှိရင်ခုနကလှုပ်ထားတဲ့တာကူလုံးလေးတွေကိုတေချာလေးစီပြီးတော့ထည့်လိုက်မယ်ဘာကြောင့်ခုနကတာကူကိုအစီပြောက်တဲ့အထိမလှုပ်လဲဆိုလို့ရှိရင်ဒီပေါင်းတဲ့အခါမှာထွက်လာတဲ့အပူနဲ့ဆိုလို့ရှိရင်ဒီတာကူလုံးလေးတွေကအစီပြောက် ောက်သွားတယ်ပေါ့နော်အဲ့ဒီအတွက်ကိုကျွန်တော်ကတာကိုအစီမပြောက်အောင်ကြိုးရခြင်းဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ဒီမျိုးအနေထားဆိုရင်ရပါပြီဒါကကြတော့ဒီတိုင်းတီးတန့်ပဲဆက်စားခုနကကျွန်တော်လုတ်ပြတယ်လို့မျိုးအုံနှုတ်လေးနဲ့တေချာပဲလွတ်လို့ပေါ့နော်ဒါအရန်ကိုစားကောင်းပါတယ်ဒီအနေထားဆိုလဲစားလို့ရပါပြီ ပိုပြီးစားကောင်းအောင်လို့အုံနို့လေးနဲ့ကျွန်တော်တို့အုံနို့သားကိုပုံစံမျိုးလေးကျွန်တော်လှုပ်ရှားပြတယ်ပေါ့နော်ဆိုတော့အုံနို့လေးလည်းပုံနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီအိုးပေါ်မှာဒီအုံနို့ကိုကျွန်တော်စူအောင်တဲလိုက်တယ်ပြီးလို့ရှိရင်တော့တကြားနဲ့စားအနေငယ်ကျွန်တော်ထည့်ပြီးလို့ရှိရင်တော့ဟိုပပွက်စူအောင်လို့ပေါ့နော်ဂျိုလိုက်ပါတယ်ခုနကဒီဂျိုထားတဲ့အုံနို့ကိုလည်းအပေါ်ကဆန်းလိုက်တယ်ဆိုလို့ရှိရင်တော့ဒီအုံနို့သားကိုလုံးလေးပေါ့နော်ကချိုချိုဆက်ဆိတ်လေးနဲ့အရန်ကိုလည်းစားကောင်းတယ် ကစုံဥတာကူလုံးဝလို့ဆိုလို့ရှိရင်ကျွန်တော်တို့အုံတို့လည်းမစားလဲဒီတိုင်းစားရင်လည်းလုံးဝအဆင်ပြေပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်